မင်္ဂလာပါရှင်တင်းတင်းသားဤတိုင်းတင်းင်းဌာနမနက်ခင်းတင်းအစီအစဉ်ရဲ့အော်တိုဘာလ31ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်။တင်းင်းသားဤတိုင်းတင်းင်းဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကိုအပတ်စဉ်တင်းင်းလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်။ရေဗျူမြို့နယ်တဝဲအထူးစီးပွားရေးဆောင်ဧရိယာအတွင်းကတိုက်ပွဲမှာစစ်တပ်ဘက်က10ဦးခန့်တေဆုံးခဲ့တယ်လို့ရေဗျူမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ အော်တိုဘာလ25ရက်နေ့မနက်ပိုင်းကတဝဲအထူးစည်းဝါးရေးဆောင်ဧရိယာအတွင်းကဝက်ချောင်းရွာနဲ့မူဒူးရွာကြားမှာဆက်ရဲနေရတွေကိုလုံခြုံရေးယူထားတဲ့စစ်တပ်နဲ့တော်လှန်ရေးတပ်တို့တနိုင်းနီးပါးအကြတိုက်ပွဲပြင်းထန်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်က10ဦးထပ်မံနဲ့တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း2ဦးထဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါရယ်။ မိုးကုတ်မြို့နဲ့ထိန်းချုပ်နယ်မြေတွေကိုဆက်လက်ခုခံသွားမယ်လို့မန္တလေး PDN နဲ့မိုးကုတ်အခြေစိုက်တော်လှန်ရေးအဖွဲ့တွေကထုတ်ပြန်ပါတယ်။တအောင်းတမရော DNL ကစစ်တပ်နဲ့အပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးထားပြီးမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တွေကနေစွန့်ခွာမယ်လို့သဘောတူထားပြီးတဲ့နောက်မန္တလေး PDN နဲ့မိုးကုတ်အခြေစိုက်တော်လှန်ရေးအဖွဲ့တွေကအတိအသီးထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ မိုးကုတ်မြို့ကိုစစ်ကောင်မရှင်လက်အောက်သို့မကြရောက်စေရေးမိုးကုတ်အခြေပြုတရင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းခုခံသွားမယ်လို့ NUG ကုကဲမှုအောက်ကမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကလည်းထုတ်ပြန်ထားပါတယ်စီအောင်စုလောက်ခံတနင်္သာရီတိုင်းအစိုးရအဖွဲ့ရဲ့နယ်လုံဝင်ကြီးနေရာကိုအပြောင်းလဲပြုလုပ်ခဲ့ပါတယ်။နယ်လုံဝင်ကြီးဗိုလ်မှူးကြီးမင်းမက်လက်နေရာမှာဗိုလ်မှူးကြီးတိမ့်မြင့်စောကိုအခုလ29ရက်နေ့မှာအစားထိုးခဲ့တာပါ ပိုမူကြီးမင်းမင်းလက်ကတော့လာမဲ့ရွေးကောက်ပွဲမှာတနင်္သာရီတိုင်းလွတ်တော်မဲဆန္ဒနယ်မှာပဲဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်။တရားမဝင်ရွေးကောက်ပွဲအတွက်စစ်တပ်ကဝါရဖြန့်တဲ့ခေတ်သမိုင်းကိုဒုံးဆိုင်မဲ့သူများဇလန်းကိုဝေဖန်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဒရိုက်တာ2ဦးနဲ့တရုတ်ဆောင်2ဦးကိုဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီဇလန်းနဲ့ပဝင်တရုတ်ဆောင်သူတွေကိုဝေဖန်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဒရိုက်တာမိုက်တီဒရိုက်တာအောင်ချန်းလူဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ ဟာသာတရုတ်ဆောင်အုံတိုင်းတို့ကိုစစ်တပ်ကဖမ်းဆီးထားတာပါစစ်တပ်ဝါဒပြန်ဇလန်းမှာနမဲကျော်တရုတ်ဆောင်တွေဖြစ်တဲ့နေတိုမြင်းမြန်နေဝင်းအေးချမ်းမောင်ချူးလေမင်းမြင့်မိုးအောင်ခိုင်ငါပြောကျော်တို့နဲ့အတူတခြားဇက်ဖို့တရုတ်ဆောင်တွေပါဝင်ထားတာပဲဖြစ်ပါတယ်တော်ဝဲတဆောင်တိုင်းနှစ်ကြိတ်ရှစ်စုဖျားပွဲကိုအခုနှစ်မှာညပတ်လှည့်လည်မှာဖြစ်ပြီးဖျားပွဲရက်တွေမှာညမထွက်ရအမိတ်ကိုရုတ်သိမ်းထားတယ်လို့သိရပါဗျ နှစ်တိတ်ရှစ်စုဖျားပွဲကိုအရင်နှစ်တွေက နေပတ်တွေမှာပဲလှည့်လည်ခဲ့ပြီးအခုနှစ်မှာတော့အရင်ကလိုညပတ်လှည့်လည်ဖို့စီစဉ်လာတာပဲဖြစ်ပါတယ်။တရင်ချွတ်တပိတ်မျောပွဲကာလကလည်းစေအုပ်စုကညမထွက်ရအမိတ်ကိုနှစ်ရက်ရုပ်သိမ်းပေးခဲ့ပါတယ်။ဒါပေမဲ့တပိတ်မျောပွဲကာလမှာလူငယ်တွေကိုဖမ်းဆီးပြီးစစ်မှုထမ်းစုဆောင်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။တနင်္သာရီမြို့နယ်လေးမိုင်ရွာကနေအိမ်တွေကိုစစ်တပ်ကမှွေနှောက်ဖျက်ဆီးပြီးအိမ်ထဲကတံမိုးကြီးပစ္စည်းတွေကိုတည်ယူသွားတယ်လို့ဆိုပါရယ် လေးမိုင်ရွာတဝိုက်မှာအခုလ28ရက်နေ့နဲ့28ရက်နေ့တွေမှာစစ်တပ်နဲ့တော်လန်ရေးတပ်တို့နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးလေးချောင်းကဘုံကျဲတာတွေကိုလည်းစစ်တပ်ကလုဆောင်နေတာပါတိုက်ပွဲဖြစ်ပြီးတဲ့နောက်လေးမိုင်ရွာတဲကပစ္စည်းတွေကိုတော့ကားတွေနဲ့တင်ဆောင်ပြီးတဲ့နောက်ဇဝဲရွာအခြေဆိုင်ခမရ996တက်သေးကိုတယ်ဆောင်သွားတယ်လို့ဒေတာကန်တွေကဆိုပါတယ် တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။